တမီးဖြစ်သူများမိုးကင်ကားကိုခရီးယန်ဘာသာသို့သွတ်သွင်းခဲ့တာနဲ့ပတ်သက်ပြီးဇနီးဟောင်းဖြစ်သူချမ်းချမ်းကိုတတိပေးစကားပြောကြားလာခဲ့တဲ့တရုတ်ဆောင်ဖုံတိုင်းတမီးလေးမြန်မိုးကင်ကရဲ့ဘဝနဲ့တဘဝလုံးအတွက်အရေးကြီးတဲ့အဲဘာသာရေးဘာသာတစ်ခုကကိုအဲ့လိုသွတ်သွင်းလိုက်တဲ့အခါနာကြီးတစ်ခုလောက်တော့အဖေရင်းခောက်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင့်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအသိပေးဖို့လိုအပ်တယ်လို့မထင်ဘူး မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ဖုံတိုင်းနဲ့ဆိုတော့ချမ်းချမ်းတို့ရဲ့အိမ်နောက်ရင်းနဲ့ပတ်သက်ပြီးပရိသတ်တွေအလုံးကသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်တရုတ်ဆောင်ဖုံတိုင်းနဲ့ချမ်းချမ်းတို့နှစ်ယောက်ဟာသမီးလေးမြမိုးခင်ကားကိုမွေးပြီးချိန်ရောက်မှစိတ်သဘောထားချင်းမတိုက်ဆိုင်လို့နှစ်ဦးသဘောတူကွာရှင်းပြတ်ဆဲခဲ့ကြတာဖြစ်ပါတယ်အဲ့ဒီချိန်ကစပြီးတရုတ်ဆောင်ဖုံတိုက်ကဒီနေ့ဒီချိန်ရက်ထိတယောက်ထဲသာဘဝကိုရပ်တည်နေပေမယ့်အဆိုတော်ချမ်းချမ်းကတော့အီတလီနိုင်ငံသားနဲ့အိမ်အောင်ကြခဲ့ကောင်နောက်ထပ်သမီးလေးနှစ်ယောက်ကိုထွန်းကားထားခဲ့ပြီလည်းဖြစ်ပါတယ် အဆိုတော်ချမ်းချမ်းဟောင်းအီတလီနိုင်ငံမှာခင်မုန်းဖြစ်သူရဲ့မိသားစုနဲ့အတူဆဆရရအစဉ်ပြေချောမွေ့နေခဲ့ပြီးတမင်းချင်းမြမိုးကင်ကာကိုလည်းလိုအပ်တာတွေဖြည့်ဆည်းပေးနိုင်ဖို့အတွက် သူမနာမှာခေါ်ဆောင်ထားခဲ့တာဖြစ်ပါတယ်တရုတ်ဆောင်ဖုံတိုက်ကလည်းတမီးလေးရဲ့ဘဝရှည်ရင်းနဲ့ပညာရေးကျမ်းမာရေးအလုံးအတက်မိခင်ဖြစ်သူစီကိုသဘောတူကျေနပ်စာနဲ့ပဲတမီးလေးကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်မှာတော့အဆိုတော်ချန်ချန်ကသမီးကြီးမြမိုးကင်ကာကိုခရီးယန်ဘာသာအဖြစ်သွတ်သွင်းပြောင်းလဲလိုက်ပြီးဖြစ်ကြောင်းသူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေအားလုံးကိုအသိပေးလာခဲ့တာဖြစ်ပါတယ်။ဒီကနေ့မှာတော့တရုတ်ဆောင်ဖုံတိုက်ကသမီးလေးမြမိုးကင်ကာရဲ့အဖေအရင်ဖြစ်တဲ့သူ့စီကိုဘာတစ်ခုမှအကြောင်းကြားခြင်းမရှိပဲအသက်၁၂နှစ်အရွယ်သားရှိသေးတယ်။မတိနားမလည်သေးတဲ့ကလေးတယောက်ကိုဘာသာတရားတစ်ခုအပေါ်မှာအတင်းအဓမ္မသွတ်သွင်းချီးမြှောက်ခဲ့ခြင်းအပေါ်မကျေနပ်တဲ့အကြောင်းပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ တရုတ်ဆောင်ဖုံးတိုက်ကဘာသာမတူတဲ့မိဘနှစ်ပါးကနေမွေးလာခဲ့တဲ့သမီးကိုအသက်16နှစ်ပြည့်တဲ့အရွယ်ရောက်မှသူ့ရဲ့ဆုံးဖြတ်ချက်နဲ့သူဘာသာတစ်ခုကိုရွေးချယ်ခိုင်းမှဖြစ်ပြီးဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းချမ်းချမ်းကိုအတီလင်းပြောကြားပြီးသားဖြစ်တယ်လို့ဆိုပါတယ်ဒါပေမဲ့အခုကိစ္စမှာတော့တမီးလေးရဲ့ဘာသာရေးနဲ့ပတ်သက်ပြီးသူ့ကိုတခုမှအတီမပေးပဲခရီးယန်ဘာသာတဲကိုသွတ်သွင်းလိုက်တဲ့အပေါ်ဖခင်တယောက်အနေနဲ့ဘလို့မှလက်ခံလို့မရကြောင်းပြောကြားလာခဲ့တာလည်းဖြစ်ပါတယ် အဆောကြီးလည်းပြောတယ်၃နှစ်လောက်ခလေး၃နှစ်လောက်တည်းကနင့်ဖေဟန်ကေဥမ္မာမောင်ဆိုဟိုးစိမေချက်ကိုသမီးကိုခေါ်ခေါ်သွားတယ်ခလေးနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းတွေခလေးကိုပြောတယ်ကမကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့လိုနည်းကပြောတယ်မဟုတ်ခလေးကဒီအချိန်မှာခလေးကခလေးလူပဲရှင်းသားပါစေကြီးပြင်းပါစေအဲကျွန်တော်လည်းဘိုးတော်ဘာသာအကြောင်းကိုခလေးကိုစီယုံနေရအောင်ခလေးအဲ့လောက်ထိမပြင်းမမစေနဲ့ခလေးကိုသူ့သူအချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူ့သူရွေးချယ်ပါစေဆိုပြီးတော့ဟိုခလေးဘွားတော်ကလည်းပြောခဲ့တယ်ကြီးတော်ကလည်းပြောခဲ့တယ် အခုတမိအီတလီမသွားခင်လဲအထက်တစ်ခါကမှားတယ်အဲ့လိုကြီးမလုပ်ပါနဲ့အခုဆိုလို့ရှင်ကျန်တဲ့ကိစ္စတွေငါစိတ်ဝင်သွားတမိနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တဲ့အချမ်းပြောပါအထူးသဖြင့်ဒီဘာသာကြီးဘာသာရေးကိုငါချိန်မောင်းတဲ့မှာမပေါဘူးယင်းเนี่ยငါကိုယ်နဲ့စိတ်မြင်ချက်ကိုလိုက်ပို့ခဲ့တဲ့ကောင်မှာခရစ်မတ်ဆိုလို့ရှိရင်လည်းနင်းကိုဝေါ်ကလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်ဒါအဲ့တော့ဒီငါချိန်မောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသည့်ကိုဟိုလွတ်လွတ်လပ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီကလေးလေးကသူ့သူ့ သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူချိတ်တဲ့ဘာသာအကိုဝင်ပါစေဆိုတော့လေအထက်ထက်ကခါပြောထားတယ်အဲ့တော့လူကြီးလှုပ်ချတယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ်စက်တင်ဘာ2ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်သမီးကျူရှင်လာခါပဲဒီကလှမ်းပို့ပေးတာတော့ပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခလေးနဲ့ပတ်သက်တဲ့အကြောင်းတွေအရင်လိုအပ်တဲ့စားစရာတွေအဆက်တွေငါအကုန်ပို့ပေးတဲ့အကြောင်းနင်းကနေတိုင်းမက်ဆေ့ချ်မှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တခွန်းတလေလေးတော့ဟိုတိုင်မြန်မာတွေခွင့်တော်မာတွေမပြောအ ਨੇ ဆုံးတော့အသိပေးတင်တယ်လို့မထင်ဘူးလားနောက်ဆုံးအုတ်ဒီသတင်းထွက်လာတာကဒီနေ့ဗနေ့ရက်လေခုနှစ်ရက်ချောင်းနေရတိကျန်တဲ့မိနစ်တနည်းအားထိမက်ဆေ့ချ်ညမှာစကားပြောသေးတယ်အဲငါရှိမှရှူရင်မနက်ကောင်ညအောင်အဲ့လိုသွားနေရလို့ဟိုမြန်မာတဲ့ဟာတွေမပို့နိုင်သေးလို့မနက်ဖြန်ကြာရင်ငါရှူရင်ပြီးပြီးအောင်ပို့လို့ရတယ်နေနေငါအပြင်းအထန်ပြောနေနေပို့ရစားနေနေတော့မဟုတ်အဲ့မှာဒီအကြောင်းကဒီကိစ္စတော့အရေးကြီးတာ မရှိဘူးပါငါမှာအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းလဲကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းတဲ့ဥစ္စာကြီးအခမ်းအနားကြီးနဲ့လို့ဆရာမလို့ဘူးလေလောက်တယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုယ်ကရမယ်ဆိုတော့တိကျတဲ့စိတ်မျိုးလည်းမရှိကလေးလေးဝါဆန်းနဲ့ပဲရှိသေးတယ်အဲ့ဒါသမီးကိုယ်နဲ့ကဝင်းညင်တယ်လို့ငါကလည်းမပြောနဲ့ငါသမီးကြောင့်ငါအတည်တော့ ေါ်ဘူးတမီးကအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့တို့ကြောင့်မင်းတို့ Sunday school ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှိရင် Sunday ရေမဟုတ်တပတ်မှာခေါင်းရင်းခေါ်သွားသမှာဘုရားကြောင့်ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုဆရာမလူသေးဘူးလေကွာတမီးကခလေးလေးရှိသေးတာသူ့သူရွေးချယ်ပါစီဆိုတော့လည်းထက်ခါထက်ခါပြောတယ်အဲ့တော့ငါအတိပေးဖို့အခွင့်အရေးမရှိတာလည်းမဟုတ်နေနဲ့ငါလည်းမစင်ညာမှာအများအားပြောနေကြ။တမင်းနဲ့ပတ်သက်ပြီးတော့မင်းကတနည်းရာထိပြောသေးတယ်။ဆိုအဲ့ရှင်မှလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတလောင်းတလေလေးတော့ အဖေရင်ခောက်ခောက်ဖြစ်တယ်ငါ့ကိုတိုင်မင်လာဟိုအခွင့်တောင်းလာထောင်းအတိလေးတော့ချက်မပေးဆရာများတယ်များတယ်ကျွန်တဲ့ကိစ္စတွေမှာသမီးနဲ့ပတ်သက်မမျော်လင့်တာရှိမယ်မင်းတို့အဲ့ဘာသာလဲအဲ့လိုကိုဘာသာတဲ့ဝင်လို့ငါတကိုးရှုံသွားတာလည်းမဟုတ်ဘူးငါဘာသာတဲ့ဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လဲငါအဲ့လိုဒီမကျင်းမြောင်းတမ်းမဲ့ဟိုမီယူပလာဘုရားဘာသာမဟုတ်တယ်ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မှကြီးတည်းရ ညာလည်းအဲ့ဘိုက်ကိုပုတ်ပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့ဖိတ်အေးအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှင်ဒါကြီးကသူကတရားဝင်အွန်လိုင်းပေါ်မှာတရားဝင်ဟိုနိုင်ငံလုံးတကမ္ဘာလုံးသိတဲ့ကိစ္စကြီးမှာအနေနဲ့အဖေဖြစ်တဲ့ငါသဘောမတူဘူးကွာဒီကိစ္စကအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောတာလည်းမဟုတ်သမီးတစ်ပတ်ကိုခြိုက်လို့ရှိရင်အစ္စလာမ်ပဲဝင်ဂျူးတွေပဲဝင်ဂျိမ်းဘာသာတွေပဲဝင်ခြိုက်တဲ့ဘာသာတွေဝင်သမီးကို၌က စဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့သူရွေးချယ်တယ်လို့ရှင်ဘယ်ပါတာပဲဘုံနောက်တော့ free တင်ကောဘယ်ပါတော့မကိုးကိုယ်ဘူးဆိုလဲငါတို့အရေးမကြီးဘူးအခုကငါ Christian နဲ့ဝင်ရောလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ်အဖေရင်ခောက်ကောကအနည်းဆုံးတော့အတိပေးတဲ့နေပြီးတော့ဒီကလေးကဆုံးဖြတ်တဲ့အရွယ်မလို့သူသူဝင်သွားမပြောစိုက်တဲ့ဘာသာဝင်ကွာငါတော်မအဲ့ဘာသာတွေကိုဟုတ်ဘာသာကြီးနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောအဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ဖက်သက်တွေကိုဟိုဘက်မှာ ငါဒီဘက်ကနေအမဲတခုအဲ့ဘက်ကတခုတုံ့ပြန်တယ်ဒီဘက်ကဘာတခုမှမတုံ့ပြန်လူတွေငါ့ကိုဆက်ချက်တလို့ဆက်ဘာမှလည်းအဲ့ဒါတွေဘဝမှာငါတော့ဘာလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီအကြောင်မပြောလို့မရတော့ငါသမီးလေးနဲ့ပတ်သက်တာပြီးဘာသာရေးမကြည့်ဘူးပြောလို့မရဘူးပေါ့ဒါရေးမကြည့်အဲ့လိုပွင့်လန်းတယ်ဗျခန်းသားကြီးနေမလုံနဲ့လေ